မင်္ဂလာပါခင်ဗျာရွှေညာမြေကကြိုဆိုပါတယ်ကျွန်တော်ရွှေညာမြေရဲ့စာရေးဆရာပေရင်ဆရာဆရာညင်းမြတ်မပြည့်ရဲ့တဏိတာကံမြင့်ရရာကံမြင့်ဟောစတန်များကိုနားထောင်မှတ်သားလှုပ်ဆောင်တဲ့အတွက်အကျိုးများစွာရရှိတယ်လို့ကြားသိရတဲ့အတွက်များစွာဝမ်းသာမိပါတယ်ခင်ဗျာကျွန်တော်ရွှေညာမြေပြည်သက်ကြီးအတွက်ဆရာကြီးရဲ့တဏိတာကံမြင့်ရရာများကိုစောလင်းစွာသိရှိနိုင်ဖို့ညပိုင်းကလေးကထုတ်လွှင့်တင်ဆက်ပေးနိုင်ရန် ရွှေညာမြေဖွဲ့သားများကပြင်ဆင်နေပြီဖြစ်ပါကြောင်းတရင်ကောင်းပါအပ်ပါတယ်ခမညာရွှေညာမြေပြည်သက်ကြီးတဏိတာပင်မန်းနွမ်းနေသည်မြတ်ကိုတခဏတာပန်းတော်ဖြည်ချင်းမှာဆရာကြီးရဲ့တဏိတာကံမြင့်ရရာများကိုမတနာဆင်ပြီးနေ့တင်မှာစိတ်တည်လူတည်ခွန်အားတည်တည်နဲ့လုပ်ငန်းဆောင်တာများအဆင်ပြေပြီးစီရင်ရတနာများ ူဝါပါစီကြောင်းစုမုံကောင်းတောင်းအပ်ပါတယ်ခင်ဗျာမင်္ဂလာပါဗျာကျန်ရင်မြန်မာပြည်ပါချွေးညာမိမိသားသူမှအကျိုးသူပါတယ်ဗျာဒီနေ့23ရက်6လ2025တနင်္လာနေ့ဖြစ်ပါတယ်ဗျာဒါကြောင့်23ရက်6လတနင်္လာနေ့ရဲ့တနိဒာကညာမများကိုတင်ပြပေးသွားမှာဖြစ်ပါတယ် ဒီနေ့ကတော့ဒီအချိန်မှာခီးစကားနဲ့ပတ်သက်ပြီးအောင်မီကြော်ကြားတဲ့နေ့ဖြစ်ပါတယ်ဗျာခီးတွေသွားမယ်စကားတွေပြောမယ်ဆိုအဆင်ပြေမယ်တစ်သီးတွေနဲ့ပတ်သက်တဲ့ဒီနေ့ဝင်ရောက်တတ်တဲ့နေ့တလို့အိမ်မှာစောက်မယ်ဆိုရင်သွတ်တွေတန်တွေဝင်တတ်တဲ့နေ့လည်းဖြစ်ပါတယ်အနော်အမျိုးနဲ့ပတ်သက်တဲ့နေ့နဲ့ဆက်သက်တဲ့ကိစ္စမှာအမျိုးရိုးရာတွေပေါ်ဆောင်လို့ရိုးရာမှလို့ထိပေါက်တတ်တယ်ဝေကြီးနဲ့ပတ်သက်တဲ့ကိစ္စအမျိုးတွေရဲ့ကူညီစောင့်ရှောက်မှုဖြစ်တဲ့အတွက်အမျိုးတွေရဲ့ကူညီစောင့်ရှောက်မှုကြောင့်တခုခုမိမိမှလိုအပ်နေတဲ့ကိစ္စများလက်ဆောင်ပစ္စည်းများရတတ်တဲ့နေ့ဖြစ်တယ်လို့ အဲတကယ်လို့နိုင်ငံကြီးနဲ့ပတ်သက်တဲ့လှုပ်ရှားရေးနဲ့ဒီနေ့ရတဲ့အဖမ်းသီးခံတဲ့နေ့ဒီလေဖြစ်တတ်ပါလေဗျာဒါကြောင့်23ရက်6လနော်တနေ့တာနေ့ရဲ့တနေ့တာကညမများဖြစ်ပါလေဗျာအိုးရေလောက်ကနေပတ်သက်တဲ့ကိစ္စမှာဒီအချိန်မှာကိုကိုရင်ကိုရာကိုမိသားစုနဲ့ပတ်သက်မှာယာယီထင့်ကိုလွဲချုံနေတယ်လို့ဖြစ်တတ်တယ်ကိုရင်ကိုရာကိုလုပ်ငန်းမှာမပြောပိုက်ဘူးကိုရင်ကိုရာကိုမိသားမှာကိုစိတ်တိုင်းမကြဘူး နော်ကိုလုတ်ချက်တယ်လို့လုတ်ခွင့်မရဘဲနဲ့အီးလေးလေးဖြစ်ပြီးအိုးရင်လောက်ကနေပတ်သက်တဲ့အိမ်တွေအစီအမပြတတ်ဘူးအလောက်ကနေပတ်သက်လို့အစီအမပြတတ်ဘူးလုပ်ငန်းခွင်မှာရှိတဲ့လူတွေနဲ့လက်ဆက်တွေဆောင်ရတဲ့အခါမှာအစီအမပြတတ်ဘူးစိတ်နဲ့လူနဲ့မကတ်တတ်ဖိနဲ့စိတ်ကြောင့်ပဲပြောသမ ्या ဆိုသမ ्या အကောင်းမမြင်အလို့သမ ्या ဂိုင်သမ ्या အပြည့်မြင်တယ်လို့ဖြစ်နေတာဖြစ်တယ်စိတ်နဲ့လူနဲ့မကတ်လို့ဒီချိန်မှာအိုးရင်လောက်ကနေပတ်သက်တဲ့ယာယီပြဿနာပေါ်တတ်တဲ့ကာလမျိုးတွေဖြစ်ပါတယ် အိမ်မှာလင်းမြချင်းရဖြစ်မယ်အဖေနဲ့သားသမီးနဲ့အမေနဲ့သားသမီးနေနဲ့ရဖြစ်မယ်တယောက်နဲ့တယောက်ပူညာပူညာဖြစ်မယ်အိမ်ရဆင်းသွားမယ်အိုးရင်လောက်ကိုင်းနဲ့ပတ်သက်တဲ့လာမယ်ဆိုပြီးမလာဘူးအလုပ်လုပ်ရမယ်ဆိုမလုပ်ဘူးခေါ်မယ်ဆိုမခေါ်ဘူးအိုးရင်လောက်ကိုင်းနဲ့ပတ်သက်တဲ့မှာရုပ်ကြီးရုပ်ကြီးရုပ်ကြီးအဲခမရဟိုပြောင်းလဲမှုတွေဖြစ်နေတာဖြစ်တွေ့တဲ့အိုးရင်လောက်ကိုင်းနဲ့အဆင်မပြေတတ်ပါဘူးဗျာအဆင်မပြေခြင်းဟာဒီချိန်နေကန်ကောင်းပြီးတော့အိုးရင်လောက်ကိုင်းနဲ့ပွင့်လိုက်ရင်တော့ကိုကိုကိုရင်ကိုမိသားစုကပြဿနာဖြစ်လို့အမှဘုံကြလို့ ိမ်ပြိုးမယ်အမိရှုကံတို့အိမ်ကြီးပြိုးမယ်အိုးအိမ်လောက်ကန်နဲ့ပတ်တဲ့အလူဒါနာတွေလှုပ်လို့ပြဿနာတက်တယ်ပျော်ပွဲရှင်ပွဲမင်္ဂလာကြီးကြောင့်အဆင်မပြေတတ်တဲ့ပွဲတွေများဖြစ်တတ်ပါတယ်ဒီအချိန်မှာအိုးအိမ်လောက်ကန်နဲ့အဆင်မပြေခြင်းဟာအန်ဒရီကင်းပြီးတော့အိုးအိမ်လောက်ကန်နဲ့ပတ်သက်တဲ့ပွဲလမ်းကြီးဟာအန်ဒရီကိုဖြစ်ပေါ်သေးတဲ့ကာလမျိုးတွေဖြစ်ပါတယ်ဒါကြောင့်အိုးအိမ်လောက်ကန်နဲ့ပတ်သက်တဲ့အဆင်မပြေရတဲ့လူများယာယီနော်အတင့်တင့်လျှောက်ပတ်တော့အဆင်ပြေရလူငါကျွန်တော်ရေရာလေးတွေပြီးမယ်ဆိုရင်တော့ရာဥတော်အောင်နောက်မြောက်တော်အောင်လှည့် လှည့်ပြီးမှဘောပင်လေးကိုင်းပြီးမှဆူတောင်းအတင်ဘောပင်လေးရေကျွန်တော်လုတ်ကဲမကောင်းဘူးဗျာလုတ်ကဲနဲ့ပတ်သက်တဲ့ကိစ္စလေးတွေအစီအပြေချင်းနဲ့ဒါကြောင့်လုတ်ကဲနဲ့ပတ်သက်ကိစ္စလေးတွေအစီအပြေအောင်ကုညီစောင့်ကြောက်တော်မူပါဆိုတဲ့အကြောင်းဘောပင်လေးကိုင်းပြီးတော့ရာဦးတော့အနောက်မြောက်တော့လှည့်ပြီးဆူတောင်းမယ်ဆိုရင်အိုးရင်လုတ်ကဲများအများဆုံးပွင့်လန်းတော်မှာဖြစ်ပါတယ်။အိုးရင်လုတ်ကဲနဲ့ပတ်သက်တဲ့ဘေးရန်လေးတွေကြောက်တယ်ဆိုရင်တော့ရာဦးတော့အနောက်မြောက်တော့လှည့်ဘေးရကြိုးလေးစားပြီးမှဆူတောင်းအတင်ဘေးရကြိုးလေး ကျွန်တော်လေးဗျာဒီဝေးကျင်နေဗျာအန်တရီကင်းကျင်နေအိမ်မှာမိသားစုနဲ့ပတ်သက်တဲ့လုပ်ငန်းနဲ့ပတ်သက်တဲ့ပြဿနာတွေကင်းဝေးပြီးကိုယ့်ရင်ကိုယ့်ရာကိုယ့်မိသားစုအေးချမ်းချမ်းလေးနဲ့အဆင်ပြေပြေလေးပျော်ပျော်ရှင်းရှင်းနေခြင်းနဲ့ဒါကြောင့်ဗျာဒီဝေးအောင်အတင်ဗျာကျော်လေးကကုညီစောင့်ကြောက်တော်မူပါဆိုတဲ့အကြောင်းရာဥတော်နောက်မြောက်လှည့်ပြီးတော့ဗျာကျော်လေးစပြီးဆူတောင်းမယ်ဆိုရင်တင်းတို့မှပိတ်ဆို့နေတော့ကံများအမြန်ဆုံးပွင့်လန်းမှာဖြစ်ပါလေဗျာနော်မန္တီပတ်သက်တဲ့ပတ်သက်မှာမိမိရွေမျောမှန်းတယ်လို့မရတတ်ဘူး ငွေကြီးနဲ့ပတ်သက်မှယာယီထင်းကိုလွှဲချုံနေတတ်တယ်။ရတဲ့ရတဲ့တဲ့အခွင့်အလမ်းကြီးရမယ်ကိစ္စမရဘဲနဲ့ယာယီထင်းကိုလွှဲတော့ဆိုပြီးတော့မိမိစိတ်ထဲမှာရမယ်အခွင့်အလမ်းကြီးနေပြီးတော့အလူဆန္ဒငွေကြီးနဲ့ပတ်သက်တဲ့မပြည့်တတ်တဲ့ကာလမျိုးတွေဖြစ်ပါလေဗျာ။ဒါကြောင့်ငွေကြီးနဲ့ပတ်သက်တဲ့အလူဆန္ဒပြည့်ခြင်းတဲ့ပုဂ္ဂိုလ်အားလုံးတို့ဒီတင်းလာအရှိအရာကိုလှည့်ရေးလေးသားအောင်ပြီးမှဆူတောင်းအသေးရေးလေးကျွန်တော်ငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စဒီနေ့လိုးနေတယ်လိုးတဲ့ငွေတွေကဘယ်လောက်ကျွန်တော်ဒီနေ့ပေးရမယ့်ပတ်စံဘယ်လောက် ရမယ်ပစံဘလောက်ဒါကြောင့်ပေးရရန်ဇာလေးတွေအစင်းပြေးပြီးတော့ကျွန်တော်လူချင်းနဲ့ငွေချင်းများအများဆုံးအစင်းပြေးအောင်အတင်ရေလေးကကိုကြီးစောက်ချောက်တော်မူပါဆိုတဲ့အကြောင်းတင်းလာအရှိရ နေထွက်တဲ့အရာကိုလှည့်ပြီးမှရေလေးတောက်ပြီးဆူတောင်းမယ်ဆိုရင်တင့်မှာဖြစ်ပေါ်နေတဲ့ငွေချင်းများအများဆုံးပွင့်လန်းသွားမှာဖြစ်ပါလေဗျာဒါကြောင့်ကိုယ်နဲ့နိနေသက်သက်တဲ့မွေးအသက်ဒါစိတ်စိတ်နဲ့လူနဲ့မှာစိတ်ကမြန်းနေတာစိတ်ကမြန်းနေတာ မြန်နေတာဖြစ်တဲ့အတွက်အိုးအိမ်လောက်ကနေပတ်သက်တော့ငွေကြီးနဲ့ပတ်သက်တော့ကိစ္စတွေကြောင့်တခါတလေအဆင်မပြေတတ်ပါဘူးဗျာဆက်ပစ္စည်းတွေဝယ်မယ်ဆိုရင်တော့ဒါမှမဟုတ်တတ်မှတ်ထားတဲ့ဈေးတွေမြင့်တက်တယ်ဒါမှမဟုတ်ရင်တော့အဲဝယ်တာမှစိတ်တိုင်းမကြတာဘူးဖြစ်နေတတ်ပါတယ်ဗျာဒီချိန်မှာစိတ်တွေလျှော့ပါဆက်ပစ္စည်းတွေအစ်စ်တွေဝယ်ဝယ်မယ်ဆိုရင်တော့ဘယူးဆိုင်ပါအထူးသဖြင့်ငွေကြီးနဲ့ပတ်သက်တဲ့တတ်မှတ်ထားတဲ့ငွေကြီးတွေ ိုမိုကုန်ကြတာမျိုးကြုံတွေ့ရတဲ့ကာလမျိုးတွေဖြစ်ပါတယ်ဗျာဒါကြောင့်စိတ်တွေလျှော့ပါစိတ်တွေလျှော့ပါလက်ထက်မှာဘာမှမကင်မင်းနဲ့အင်္ကာတောင်းအရှိတောင်းတောင်းလှဲ့လှဲ့ပြီးမှဆူတောင်းပါဗျာဆူတောင်းပါခမရစိတ်ထဲမှာကျွန်တော်စိတ်တွေညှင့်နေတဲ့အလုပ်ကမကောင်းမှုငွေကြီးနဲ့ပတ်သက်လို့အဆင်မပြေဘူးကျွန်တော်ရရရာတွေကဘလောက်တွေမရဘူးအိမ်မှာရှိတဲ့မိသားစုတွေပူညာပူညာဖြစ်နေတယ်အလုပ်တွေမရဘူး အိမ်မှာပြဿနာကြီးတက်တယ်စောင့်နေရေးအဆင်မပြေဘူးရောင်းဝယ်မကောင်းဘူးလုပ်ငန်းမကောင်းဘူးအဲ့ဒီကိစ္စတွေကြောင့်စိတ်တွေညစ်ပြီးစိတ်တွေထွေးနေတယ်ဗျာဒါကြောင့်ကျွန်တော်လိုအပ်နေတဲ့ကိစ္စလေးတွေအမြန်ဆုံးအဆင်ပြေအောင်ကုညီစောင့်ကြောတော်မူပါဆိုတဲ့အကြောင်းအင်္ကာတော့အရှိတောင်တော့လှည့်ပြီးမှလက်ထဲမှာဘာမှမကင်မင်းနဲ့ဆူတောင်းမယ်ဆိုရင်တင်းတို့မှာပိတ်ဆိုနေသောစိတ်ချမ်းသာပြည့်ရှင်မှုများအမြန်ဆုံးရရှိသွားမှာဖြစ်ပါတယ်ကိုယ်နဲ့နီးနေဆက်တဲ့တဲ့တဲ့လူယောက်ျားကိုရတ္တိတာမဟုတ်တဲ့တခြားရတ္တိတာရောက်တတ်တယ်လူယောက်ျားတွေဝါတတာရောက်တတ်တယ် ကိုကိုရင်ကိုမိသားစုကိုလုံကမှမပြောဘူးတခြားနေရာမှာသွားယူပြောပါနေတတ်တယ်အိမ်တောင်ကြီးရှုပ်ထွေးရတတ်တယ်အိမ်မှာရံပြစ်လို့အိမ်ကိုဆင်းသွားတတ်တယ်အဲဒီအဲအိမ်မှာရှိတဲ့ရွှေများယာယီပေါင်တတ်တယ်နော်ဒါမှရွှေသေးသေးလေးဆိုရင်လမ်းမှာကြာပြောက်တတ်ပါတယ်ဗျာဒါကြောင့်ရွှေနဲ့ပတ်သက်တဲ့လူနဲ့ပတ်သက်တဲ့ကိစ္စတွေဓာတ်တွေပြက်နေတယ်အာလူယောက်ျားတွေဝါတတာကိုကိုရင်ကိုမိသားစုကိုလုံကနေမှမနေဘူးမပြောဘူးဒါကြောင့်မလိုဘဲနဲ့ငွေကုန်ကြီးကညာပြီးတော့ပြဿနာတက်တဲ့ကာလမျိုးတွေဖြစ်တယ်လို့ မလိုအပ်ဖက်နဲ့အပြင်ထွက်ပြီးတော့ခမရရှုပ်ထွေးနေတာဖြစ်တဲ့အတွက်နာမည်ပြက်ပြီးငွေကုန်တဲ့ကာလမျိုးတွေဖြစ်ပါတယ်ကိုကိုရင်ကိုမိသားစုကိုလုံငန်းမှာပျော်ပျော်ရွှင်ရွှင်နဲ့ရတဲ့ရတဲ့တဲ့ငွေကြီးများအိုးရင်လောက်ကိုင်းတဲ့ပတ်သက်တဲ့ပွင့်လန်းမှုမှာကြုံတွေ့ရမှာဖြစ်ပါတယ်ဗျာလူယောက်ျားတွေဓာတ်ပြက်တဲ့ကာလမျိုးတွေဖြစ်ပါတယ်ဒါကြောင့်လွဲချုံနေတဲ့လူယောက်ျားတွေဓာတ်ပြက်နေတာတဲ့ချင်းတော့တောက်ကြမြောက်ရကိုလှဲ့သေးသေးလေးခိုင်းပြီးမှဆူတောင်းအသင်သေးသေးလေးအိမ်မှာရှိလူယောက်ျားတော့ခမရကိုလုံငန်းကိုလုတာမလုပ်ဘူး အပြင်နေရမှာအပြင်နေဦးသွားနေတယ်အကိုကိုကြီးမနေဘူးအလုပ်တော့လုပ်ပါတယ်ပတ်သက်မှဘူးအိမ်မှာရှိတဲ့ပစ္စည်းတွေယူပြီးပေါင်းတယ်အိမ်ရောက်ရင်ပြဿနာရှားတယ်အိမ်မှာရှိတဲ့ပစ္စည်းတွေလည်းကုန်ပြီလူယောက်ျားတွေဓာတ်တွေပြေးပြီးလွဲချော်နေတယ်ဗျာလွဲချော်နေတယ်လူယောက်ျားတွေအပြင်မထွက်အောင်ကိုကိုကိုကြီးကိုမိသားစုမှာနေအောင်ငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စမှာအောင် ငွေကြေးနဲ့နှိနဲ့ဆက်သက်တဲ့မှာပုံမှုကျူးသွားပြီးလှုပ်လို့အောင်အိမ်နဲ့ပတ်သက်တဲ့လုပ်ငန်းတွေအောင်မြောင်ကျူးသွားအောင်ကုညီစောင့်ချောက်တော်မူပါဆိုတဲ့အကြောင်းတောက်ကြမြောက်ရက်ကိုလှည့်တည်သီးလေးဂိုင်းပြီးတော့ဆူတောင်းမယ်ဆိုရင်သင်တို့မှာပိတ်ဆို့နေတဲ့လူယောက်ျားနဲ့ပတ်သက်တဲ့ကိစ္စများအမြန်ဆုံးပွင့်လန်းတော်မှာဖြစ်ပါတယ်ဗျာကိုနဲ့နှိနဲ့ဆက်သက်တဲ့မင်းဒီချိန်မှာကြာသပတိဓာတ်ပြနေတာမင်းနေဓာတ်ပြတဲ့အာကျွန်တော်နိုင်ငံမဟုတ်ပါဘူးကမ္ဘာနိုင်ငံအသီးသီးမှာရှိတဲ့နိုင်ငံကောင်းကောင်းတွေအာလောဘဒေါသမောဟတွေကြောင့် ခမတော်တလွဲမာနာတွေကြောင့်ပြဿနာတက်တဲ့ကာလမျိုးတွေဖြစ်ပါတယ်ဗျာမင်းနေနဲ့ပတ်သက်တဲ့နာကျင်မှုငွေကြီးနဲ့ပတ်သက်တဲ့နဲ့ပတ်သက်တဲ့လိုအပ်မှုငွေကြီးနဲ့ပတ်သက်တဲ့အလွယ်ဆုံးသားလုံးမှုအိုးရင်လောက်ကိုင်းနဲ့ပတ်သက်တဲ့စွန့်ခွာထွက်ပြေးမှုအိုးရင်လောက်ကိုင်းနဲ့ပတ်သက်တဲ့အဆင်ပြေပြေမှု ကိုယ်ထိုင်ကုန်ကိုယ်နေရာနဲ့ပတ်သက်လို့အဆင်ပြေပြေမှုနောက်နောက်မိန်းမတွေအပညာကြီးနဲ့ပတ်သက်တဲ့နှီးနဲ့ဆက်သက်တဲ့ဆရာလိုတတ်မှတ်ထားတဲ့လူတွေဓာတ်ပြက်တယ်လို့ပညာနဲ့ပတ်သက်တဲ့နှီးနဲ့ဆက်သက်တဲ့လုပ်ငန်းတွေနဲ့ပတ်သက်တဲ့ကိစ္စအမြေရနဲ့ပတ်သက်တဲ့ကိစ္စပညာကြီးနဲ့ပတ်သက်တဲ့ကိစ္စ ော်အဲ့ကိစ္စတွေနဲ့ပတ်သက်တဲ့မိမတွေနဲ့ပတ်သက်တဲ့ကိစ္စမှာယာယီလွှဲချုပ်မှုတွေဖြစ်ပြီးပြဿနာတက်တဲ့ကာလမျိုးတွေဖြစ်ပါတယ်ဗျာမိမများဓာတ်ပြက်နေတယ်မိမများဓာတ်ပြက်နေတဲ့ကာလမျိုးဖြစ်ပါတယ်ပြက်နေတဲ့ဓာတ်ကလေးတွေအစင်ပြေခြင်းနဲ့ဆိုရင်တော့ကြာသာပတိအနောက်ရက်ကိုလည်းဖျောင်းနိုင်မီလေးကိုထွန်းပြီးမှဆူတော့အတင်းဖျောင်းနိုင်မီလေးရဲ့ကျွန်တော်မင်းနဲ့ပတ်သက်တဲ့ကိစ္စတွေလုပ်မယ်အဲ့မင်းနဲ့ပတ်သက်တဲ့ပြောသမားဆူသမားအောင်မြအောင်ကူညီပါ ကျွန်တော်အပြောင်းရွှေ့တွေလုပ်မယ်မြေယာနဲ့ပတ်သက်တဲ့ကိစ္စလေးလုပ်မယ်ပညာရေးနဲ့ပတ်သက်တဲ့ကိစ္စလေးလုပ်မယ်မိမနဲ့အဆင်မပြေဘူးမိမနဲ့အဆင်ပြေတဲ့ကိစ္စတွေအဆင်ပြေအောင်အသင်ဖျောင်းနိုင်ပြီလေးကကိုကြီးစောင့်ကြောက်တော်မူပါဆိုတဲ့အကြောင်းကြားတာပရိအနောက်ရကိုလည်းဖျောင်းနိုင်ပြီလေးကိုထုံးပြီးမှဆူတောင်းမင်းရဲ့တကူဟာမီးပါပဲဗျာဒါကြောင့်မီးလေးတွေထုံးပြီးဆူတောင်းမယ်ဆိုရင်မင်းများတကူတွေတက်ပြီးတော့အဆင်ပြေမှာဖြစ်ပါတယ်ဒါကြောင့်ကြာတာပရိအနောက်ရနော်နေဝင်တဲ့အရကိုလက်ပြီးမှဖျောင်းနိုင်ပြီလေးကိုညမောင်းမောင်းမှာ မီးလေးတွေရှိရင်ပိတ်ပြီးမှဖြောင်းနိုင်မီးလေးကိုထွန်းပြီးမှဆူတောင်းမယ်ဆိုရင်တင်းတို့မှာပိတ်ဆွနေရမင်းနဲ့ပတ်သက်တဲ့ကံများအများဆုံးပွင့်လန်းတော်မှာဖြစ်ပါတယ်ဗျာနော်အဲ့ဒါလေးရှိတယ်ကိုသွားခြင်းနဲ့ခီကိုပြောခြင်းနဲ့စကားမှန်သွားခြင်းလို့သွားခွင့်ပြောခြင်းပြောခွင့်မရပါဘူးဗျာသွားခြင်းတို့သွားခွင့်ပြောခြင်းတို့ပြောခွင့်ရအောင်ဗုဒ္ဓတောင်ရကိုလည်းရေးလိတာပြီးမှဆူတောင်းအတင်းရေးလေးကျွန်တော်ခီးရီသွားမယ်ဗျာအခီးရီသွားခြင်းနဲ့အိုက်ဒီစာအချင်းပြေးခြင်းနဲ့ပြောတော့ကျွန်တော်ပြောတော့စကားတွေအောင်မြင်ခြင်းနဲ့ အဲကျွန်တော်ခုအချိန်မှာပြောရင်အောင်မြောင်အတင်ကြီးလေးကကုညီဆောင်ကြတော်မူပါဆိုတဲ့အကြောင်းကျွန်တော်အိမ်မှာဆောက်တော့ကျွန်တော်တန်းနေလို့တယ်ဗျအိမ်တိုင်းလုပ်တဲ့တန်းနေအမုံမုံမဲ့သွတ်တီအဲ့ဒီကိစ္စကြီးလို့တယ်အဲ့ဒီကိစ္စကြီးအများဆုံးရအောင်လဲကုညီဆောင်ကြတော်မူပါကျွန်တော်ဆက်ပစ္စည်းလေးတွေဝယ်မယ်ဆက်ပစ္စည်းရလဲဘယ်လိုဆက်ပစ္စည်းလေးတွေစပိန်လေးတွေအဆိုင်ငယ်လေးတွေအဲ့ဒါလေးတွေဝင်နေတယ်ဗျအဲ့ဝင်ကြောင်အတင်း ေလေးကအကူကြီးစောင့်ကြတော်မူပါဆိုတဲ့အကြောင်းဗုဒ္ဓတောင်ရက်ကိုလွှဲပြီးမှလွှဲချော်နေတော့ခီစကားများလွှဲချော်နေတဲ့ဟာလာဟောဆက်ပြည်စည်းနဲ့ပတ်သက်တဲ့ကိစ္စများအများဆုံးပွင့်လန်းတော်မှာဖြစ်ပါတယ်ဒါကြောင့်လွှဲချော်နေတဲ့ခီစကားနဲ့လူချင်းနဲ့ဆက်ပြည်စည်းများလူချင်းနဲ့ပုံကိုယ်တွေကတော့တောင်ရက်ကိုလွှဲပြီးမှရေလေးတောက်ပြီးဆူတောင်းမယ်ဆိုရင်တော့ဒီတစ်ပတ်အတွင်းမှာတော့ဒီရက်အတွင်းမှာတော့ပိတ်ဆိုနေတဲ့ခီစကားများပွင့်လန်းပြီးဆက်ပြည်စည်းများဝင်ရောက်လာတော့မှာဖြစ်ပါတယ်ဗျာနော်အားလေးချက်ရှိတယ်ကိုယ်နဲ့ပတ်သက်တဲ့နည်းနဲ့ဆက်သက်တဲ့အမျိုးရိုးကအာရိုးရည်ပြည့်လို့ ရောအပေါ်မှာဒုရကြုံမဲ့အမှုခင်းပြဿနာတွေဖြစ်တဲ့ကမ္ဘာနိုင်ငံအသီးသီးနိုင်ငံတိုင်းမှာစစ်တွေဖြစ်နေတယ်အဆင်မကြီးရနေပါတဲ့လှုပ်လှုပ်ဖြစ်တဲ့ကုံကွေးစစ်ပွဲတွေဖြစ်တဲ့တကက်စစ်ပွဲတွေဖြစ်တဲ့နိုင်ငံအသီးသီးမှာရှိတဲ့ခေါင်းဆောင်တွေကကိုယ့်ရဲ့ဒေသမှုတဲ့တခြားရဲ့ဒေသကိုအရေးပေါ်ဆုံးခွာပေးရတယ်နိုင်ငံခေါင်းဆောင်တွေမှာပြဿနာပေါင်း16000တက်နေတဲ့ကာလမျိုးတွေဖြစ်ပြီးအဓိကပိတ်ဆို့နေတာတော့ငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စအိုးအိမ်လောက်ကန်နဲ့ပတ်သက်တဲ့ကိစ္စအာဏာနဲ့ပတ်သက်တဲ့ကိစ္စမှာဒီချိန်မှာအထူးတလည် အဆင်မပြေမှုကြုံရတဲ့ကာလမျိုးတွေဖြစ်ပါတယ်ဗျာရိုးဝဖောမတို့ရာကြောပါမယ်ဗျာနေရဌာနအသီးသီးမှာမိုးရွာတဲ့ရေကြီးတဲ့မြေပြိုတဲ့ငလင်းလုတ်တဲ့အာတဘာဝဘေးရန်တွေဖြစ်တယ်လို့ခင်ဗျာစစ်နဲ့ပတ်သက်တဲ့ကိစ္စဘုံပစ်တယ်တေးတယ်အာမီရှို့တယ်မီးလောင်တယ်လက်ကြီးအနေထားတဲ့ရုပ်ကြီးရုပ်ကြီးရုပ်ကြီးပြဿနာပေါ်ပြီးရိုးဝတွေဖောမတို့ရာကြောမှာဖြစ်ပါတယ်ဗျာရိုးဝလေးတွေနဲ့ပတ်သက်လို့ဖောမယ်ဆိုရင်တော့ခင်ဗျာအင်္ဂါတော့အရှိတောင်တော့လက်နွားနိုးလေးကိုတားအောင်ပြီးမှဆူတော့ဒါမှမဟုတ်ရင်လက်ပဲရေတစ်ခွက်ကိုဖြော ဖြောပြီးမှလပိတ်လေးတောက်ပြီးမှဆူတော့အတင်လပိတ်လေးရေရောဘောလို့ဒိုးကကြောချင်းနေနော်အဲဒိုးကကြောချင်းနေကျွန်တော်အမှုခင်းပြဿနာတွေဝေးချင်းနေဝေးချင်းများအထုလိုက်ပြုံလိုက်ဝင်လိုက်အောင်ကုညီစောင့်ကြတော်မူပါဆိုတဲ့အကြောင်းအင်္ကာရောင်အရှိတောင်တော့လှည့်ပြီးမှရောလေးတွေဖော်မယ်ဆိုရင်တော့ဒိုးရာကြောမှဖြစ်ပါလေဗျာတကယ်လို့များအကြောင်းတခုလို့ထီကန်လေးတွေနဲ့ပတ်သက်လို့စဉ်းကျင်နေရောလေးတွေနဲ့ပတ်သက်တော့ကိစ္စလုံးမယ်ဆိုလို့ရှိရင်တော့ခမရလက်ဖိတ်တို့ဘက်ကိုပြောအင်္ကာရောင်အရှိတောင်တော့လှည့်လှည့်ပြီးမှခမရဆူတော့ ယောဝဖော်လူဒိုးအကျော်ပြီးမှုခင်းပြဿနာတွေဝေ့ကျင်နေအဲအကြောင်းအတင်းလက်ဖိတ်ကြီးကကိုကြီးဆောင်ချော့ပါတက်ဆိုင်ရန်ကိုယ်ပိုင်နေပိုင်နဲ့တက်ဆိုင်ရန်နိုင်ငံအသီးသီးမှာခြေတဲ့ဆောက်ချောက်ကြတဲ့ပုဂ္ဂိုလ်အားလုံးကြားမှာပါသည်ချမ်းသာပါသည်ကျွန်တော်တို့ကဒီနိုင်ငံဒီနေရာမှာနေနေတာဖြစ်ပါတယ်အကြောင်းကျွန်တော်တို့နေတဲ့နေရာမှာအန်ဒီကင်းပေးရှိပြီးပြဿနာကြီးကင်းအောင်ကိုကြီးဆောင်ချော့ပါယောဝတွေဖော်ပါသည်ယောဝဖော်လူအမှုခင်းပြဿနာကိုဝေးကွာပြီးတော့ဒိုးရာကျော်ပြသည်ဆိုတဲ့အကြောင်း ခမရလေးလေးစားစားဆူတောင်းဒါမှမဟုတ်နိုင်ငံနဲ့ပတ်သက်တဲ့အထီးအောက်မလေးထီးလေးတခြားနိုင်ငံရဲ့ထီးလေးထီးလေးထိုးမယ်ဆိုရင်လည်းဖိတ်လေးကိုဖြောပြီးမှကျွန်တော်ဘယ်နိုင်ငံကဘယ်ထီးလေးတွေထိုးမယ်အဲ့ထီးလေးတွေနဲ့ပတ်သက်တဲ့ကိစ္စအများဆုံးပွင့်လန်းပါသေးကြောင်းလေးလေးစားစားနဲ့အင်္ကာတောင်းအရှိတောင်းတောင်းလှည့်နော်အလိုက်လည်းဖိတ်လေးကိုအာခမရဟာပေါ့ဖြောပြီးမှဆူတောင်းပြီးမှအထီးကံလေးတွေစားမယ်ဆိုရင်တော့တင်းတို့မှာပိတ်ဆိုနေအထီးကံများအများဆုံးပွင့်လန်းမှာဖြစ်ပါလေဗျာဒီဒီဘက်ထဲမှာတော့အထီးကံလေးတွေစားမယ်ဆိုရင်တော့ ၈တို့နှစ်တို့လေးတို့၅ဆိုတဲ့ကဏ္ဍလေးတွေဖွေးမဲ့ဆိုရင်တင်းတို့မှာပိတ်ဆိုနေတဲ့ထီကံများအမြန်ဆုံးပွင့်လန်းမှာဖြစ်ပါတယ်ဗျာချိုးအပြင်ဆိုတော့ဒီအချိန်ဒီကာလဒီနေ့မှာဖြစ်နော်ကျွန်တော်တို့တရားသီးလေးကိုဂိုင်းတောက်ကြမြောက်ရကိုလှည့်ပြီးတော့ဆူတောင်းမလားဆူတောင်းလို့ရှိလို့ရှိရင်တော့သွားတဲ့လာတဲ့လှုပ်တဲ့ကိန်းမှာလူတွေနဲ့ပတ်သက်တဲ့မင်္ဂလာကြီးသောအတန်များရွှေနဲ့ပတ်သက်တဲ့ကိစ္စမင်္ဂလာကိစ္စတွေအောင်မြင်ကြကြမယ်အိမ်ဆောင်မဲ့သူတွေ့တဲ့တန်တွေဝင်လာမှာဖြစ်ပါတယ်ဗျာအစားစရာဆိုရင်တော့အသည့်အနံနေနဲ့ပတ်သက်တဲ့ကိစ္စတွေမျိုး ယင်းနေ့မှာမင်းမျောလေးမင်းနဲ့ဝင်ရောက်တတ်ပါတယ်ဒါတစ်ချက်နောက်တစ်ချက်ကတော့ကျွန်တော်တို့ထီပေါက်တတ်တယ်ဗျထီဒီကတော့အင်္ဂါတောင်းအရှိတောင်းတော့လက်လပိတ်လေးတောက်ပြီးမှဆူတောင်းမယ်ဆိုရင်ထီကန်နေအမြန်ဆုံးပွက်တိုင်းငွေကြီးများဆူလိုက်ပြုံးလိုက်လုံးလိုက်ခဲလိုက်ဝင်ရောက်ပြီးတော့အန်ဒရယ်ကင်းပြီးရှင်းပြီးတော့ဘယ်တော့သာသနာပြုနိုင်တဲ့လူတွေဖြစ်တော့မှာဖြစ်ပါတယ်ဗျာဒါကြောင့်ဒီနေ့မှာအင်္ဂါတောင်းအရှိတောင်းတော့လက်ပြီးလပိတ်လေးတောက်ပြီးတော့ထီကန်လေးတွေဆမ်းပါကြီးအဲဆမ်းတော့ထီကန်လေးများအမြန်ဆုံးပွင့်လာပြီးတောက်ကြမြောက်ရကူလက် တရားသီးလေးကိုကမ်းပြီးတော့ဆူတောင်းကြီးရပိတ်ဆို့နေတော့ခီးစကားများအများဆုံးပွင့်လာပြီးငွေကြီးများအလုံးလိုက်ခဲလဲဝင်ရောက်ပြီးတော့ရွှေများငွေများလက်ဝင်တရားများဝင်ရောက်ပြီးတော့သာသနာပြုနိုင်တဲ့တာကောင်းသမီးကောင်းများဖြစ်ကြပါသေးကြောင်းရွှေညာမေမီသားသူကူသားဆရာကြီးမြန်မာပြည်မှာလေးလေးစားစားဒီနေ့23ရက်6လ2025တနင်္လာနေ့ရက်ကညမာများကိုတင်ပြပေးလိုက်ပါတယ်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ဆရာကြီးမြန်မာပြည်ပါဗျာ